အရှင်ပြရတဲ့အဲ့ဒီဥပါဒဏ်နဲ့ခန္ဓာ၅ပါးရှိပြီတဲ့ဒါဖြင့်ဥပါဒဏ်ဆိုတာရဲ့ဥပါဒဏ်နဲ့ခန္ဓာဆိုတာရဲ့ဒီတကူကတူတူလားသုံးပုံတခြားစီလားသူမေးတယ်ပဲเนาะဥပါဒါနနဲ့ဥပါဒဏ်နဲ့ခန္ဓာဟာတူတူပဲလားတခြားစီလားလို့ဆိုတော့မြတ်စွာဘုရားဘယ်လိုဖြေတော့ တူတူလည်းမဟုတ်တခြားစီလည်းမဟုတ်ဘူးတဲ့ခွဲတူတူလည်းမဟုတ်တခြားစီလည်းမဟုတ်အဲ့ဒီခန္ဓာကိုဆွဲလန်းတဲ့သန္ဓရာဂကိုတန်းတယ်သန္ဓရာဂဆိုတဏှာကိုပြောတာခန္ဓာကိုဆွဲလန်းတဲ့သန္ဓရာဂကိုတန်းဒီနေရာဥပဒဏ်လို့ပြောတာဒီနေရာမှာမြတ်စွာဘုရားဒိဋ္ဌိကိုထည့်မပြောနော်အဲ့ဒီသန္ဓရာဂလေးတန်းဥပဒဏ်ခန္ဓာက အဲ့ဒီသဏ္ဍာန်ကလည်းပဲခန္ဓာထဲမှာပါနေတာမဟုတ်လားပါနေတာဖြစ်တော့ကြောင်တူတူလို့ပြောလို့လည်းမရဘူးတခြားစီလို့လည်းပြောလို့မရတခြားစီလို့ပြောလို့မရတဲ့အတွက်ကြောင့်အဲ့ဒီခန္ဓာ၅ပါးထဲမှာဆွဲလန်းတတ်တဲ့တဏ္ဍာန်ကနေတာလည်းဥပါဒံဒီလိုပဲမြတ်စွာဘုရားဖြေလိုက်တယ်နော်နောက်တစ်ခုကတော့မေးတယ်အရှင်ဘုရားတဲ့ အဲ့ဒီဥပါဒံတွေဟာဥပါဒံနဲ့ခန္ဓာ၅ပါးဟာဘာကိုအခြေခံပြီးတော့ဖြစ်လာပါသလဲတဲ့သူမေးတယ်မေးပါဥပါဒံနဲ့ခန္ဓာ၅ပါးဒီဘာကိုအခြေခံပြီးတော့ဖြစ်လာပါသလဲဆိုတော့ရသော်ပြားကစန္ဒရာဂကိုအခြေခံပြီးတော့ဖြစ်တယ်စန္ဒမူလကစန္ဒလို့ဆိုတာဒီနေရာမှာရာဂကိုပြောတာလို့ဒီလိုမှတ်တခါတည်းကမြတ်စွာဘုရားက ရာဂကိုဆန္ဒလို့တောင်းတယ်ကြည့်လေကာမိဆန္ဒလို့ပါလို့ဆိုတာတဏှာရာဂကိုဆန္ဒလို့ခေါ်တာဒီနေရာမှာတချို့နေရာမှာတော့ဆန္ဒာဓိပတိလို့နော်ဆန္ဒိတိပါဒလို့အဲ့လိုမျိုးကြတော့ဒီဆန္ဒကတဏှာကိုပြောတာမဟုတ်ဘူးသူ့နေရာနဲ့သူ့အဓိပ္ပာယ်ယူရတယ်ပေါ့အခုဒီနေရာမှာတော့မြတ်စွာဘုရားဥပါရဏေခန္ဓာသည်ဆန္ဒကိုအခြေခံပြီးတော့ဖြစ်တယ်ဆိုတာရာဂကိုအခြေခံပြီးတော့ဖြစ်တယ်ဒါက ဒုက္ခသမှုရောအရိယသစ္စာဟောတာ ਨੇ အတူတူပဲပေါ့တဏှာသည်ဒုက္ခသမှုရာခန္ဓာကဒုက္ခထိုဒုက္ခရဲ့အကြောင်းတရားဟာတဏှာပဲဒါကြောင့်မလို့ဥပါဒณะခန္ဓာရဲ့အခြေခံအရင်းအမြစ်အကြောင်းကဘာလဲလို့ဆိုတော့မြတ်စွာဘုရားတဏှာလို့ဖြေတာပဲသို့တော်ဒီနေရာမှာသန္တာလို့ဖြေလိုက်တယ်အတူတူပဲပေါ့သန္တာမူလကလို့ဒီလိုဖြေတယ်